ရမီများလောက်လမ်းလောက်ပြီးသွားတဲ့အချိန်မှာလည်းဘာလို့တွေ့ရလဲဆိုတော့အာနည်းနည်းလေးပဲကွာအရာအားလုံးဟာ healing process therapeutic week တော်တော်များများမှာပါသွားတွေ့ရတယ်ဆိုတော့ကိုနာထားတဲ့အနာကျိတာကိုကိုယ်ပိုင်ရဲ့ကြည့်လာဆနာပြောထားတဲ့ဥပမာလိုပဲဓာရှထားတဲ့အဲ့ဓာရှထားတဲ့အနာကိုကြီးလို့ဖို့အတွက်အဲ့ဓာရှထားတဲ့အနာဖေးမှလဲဆိုတော့ဘယ်မှတည့်ပြန်ချရတယ်ဒီနာများကြီးဆက်နေဘယ်နာလဲဆိုတော့အနာကိုပြန်ကြည့် ကြည့်ပြီးတော့ရတယ်အဲ့အနာကိုတွေ့ပြီး okay i got it this is warm ဆိုတော့အဆက်ပြန်လုပ်တယ်အနာကိုတွေ့ပြီးဆိုရင်အဆက်လုပ်တယ်အဆက်လုပ်ပြီးတော့ဟဲ့ကိုယ်ကအနာကိုစေးထည့်တာအဲ့စေးထည့်ရဆိုတဲ့အချိန်မှာလေကိုယ်ကလည်းထည့်တာကိုယ်ကထည့်ရဆိုတဲ့အချိန်မှာကိုယ်ပေါ်မှာမူတည်ပြီးတော့ပဲဒီအနာအဲ catching process ကအချိန်ကွာဟောဆိုတော့ကိုယ်ကိုယ်နဲ့ပြန်ရှာရတယ်ကိုယ်ကိုယ်နဲ့အာလက်ခံရတယ်ကိုယ်ကိုယ်နဲ့စေးထည့်ရတယ်ပြီးရင်ကိုယ်ကိုယ်နဲ့အချိန်တစ်ခုပေးပြီး ဒီအနာဟင်းဖြစ်ဖို့အတွက်ကိုဟိုစောင့်စောင့်လာတယ်ပေါ့ဆိုတော့ကျွန်တော်တို့တွေက just supporter လို့ဒီမှာရှိတယ်အဖော်ဖြစ်ရှိတယ်ကျွန်တော်တို့က just for like why why is your wound အနာဘယ်မှာလဲနော်ဆိုတော့ကျွန်တော်က just for like အနေနဲ့လုပ်ပေးဖို့ပဲ assistant အနေနဲ့ resident လုပ်ပေးတဲ့အနေထားမျိုးတွေကျွန်တော်တို့ကပေးရမယ်ပြီးတော့တန်ဖိုးလေးဒီကဟိုလူကြံမှာအဓိကတာဝန်ရှိတဲ့သူကမိမိကိုယ်နိုင်တာဖြစ်တယ်ပေါ့။ကျွန်တော်တို့ရဲ့ဒီနည်းနဲ့ကျွန်တော်တို့ရဲ့အနာဘောင်းများစွာအထက်တိုင်း